ဧပြီလ29ရက်နေ့အင်္ဂါနေ့တရက်တာအတွက်ကမ္ဘာရွှေစည်းအနေထားကိုကျွန်တော်တုံးသက်ပြောကြားပြသွားမှာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်ကမ္ဘာရွှေစည်းအတကြချက်လေးကိုတစ်ချက်သွားကြည့်လိုက်အောင်။မနေ့ကကမ္ဘာရွှေစည်းကကျွန်တော်ဒီမှာဈေးအတက်ခက်ပါပါနဲ့ပြီးခဲ့ကျွန်တော်နည်းနည်းချက်ပြဒါကတော့မနေ့ကကန်တဲ့ဒီအစင်းရောက်ကန်တဲ့လေးရပါတော့။မြားထုတ်လာကန်တဲ့အဲ့ဒါပြတဲ့ခါမှာမနေ့ကကျွန်တော်တို့အောက်ကိုကျွန်တော်က3.68လောက်ထိကြာပြီးတော့ပြန်ကန်တက်လာတဲ့အနေထားရကမ္ဘာရွှေကကျွန်တော်တို့ဝဲလိုအားတွေ ကြံနေတော့ဒါလည်းကျွန်တော်တောက်လျှောက်ပြောခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဝဲလိုအားကြံနေသေးရဆိုပေမဲ့ဟိုလိုမျိုးကြီးဟိုအပေါ်ထိပေါ့နော်ကျွန်တော်တို့အဲပြီးခဲ့တဲ့တပတ်ကျော်တပတ်လောက်ကမြင်ခဲ့ရတဲ့စာရင်းတွေအမြင့်ဆုံးဖြစ်တဲ့3500ဆေးတန်းလောက်အထိအဲ့လောက်ကြီးတော့အထိဝဲလိုအားကောင်းပြီးတော့ဈေးအတက်အားကောင်းနေရမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဝဲလိုအားကြံနေတော့မဲ့အထိုက်လျောက်အနည်းငယ်တော့ဈေးတက်နိုင်သေးတယ်ဟုတ်ပြီအဲ့ဟာပြတဲ့ကောင်မှာကျွန်တော်တို့ကဒီနေ့ကပ္ပရွှေစရာဈေးအနည်းငယ်ဆက်တက်နိုင်ပါတယ်ဒါပေမဲ့ ဒီ range အတွင်းပေါ့နော်ကျွန်တော်မနေ့ကမှပြောခဲ့တယ်ဒီအပေါ်ဈေးကနေအပေါ်ဖောက်တက်ဖို့ကတော့တိတ်မလွယ်သေးဘူးပြတနည်းအားဖြင့်ကျွန်တော်တို့အဒီညအတွက်ကဘာချွေဈေးကိုအမြင့်ဆုံးတက်နိုင်ချေကိုကျွန်တော်3390လောက်ထိပဲမှန်းထားတယ်3390လောက်ထိပဲပေါ့နော်90လောက်ထိပဲမှန်းထားတယ်အ ਨੇ ဆုံးကတော့ကျွန်တော်ဘယ်လောက်ထိတက်မယ်လို့မှန်းထားလဲမိမယ်ဆိုရင်ကျွန်တော်တို့ဒီ ਨੇ ဆုံးကတော့ကျွန်တော်တို့ ဒီ3390လောက်ဒီအနည်းဆုံးတက်နိုင်ချေရှိရတယ်ကျွန်တော်မှန်းထားတယ်ခင်ဗျအဲ့ဖက်တကာမှာဒီနေ့ကပားချွေစီအနေထားကိုကျွန်တော်တို့ကျွန်တော်ရဲ့ဈေးနှုန်းသဘောတရားအမြန်တုံးတက်မယ်ဆိုရင်ကပားချွေစီတက်နိုင်တယ်ဆက်တက်နိုင်တယ်ဒါမဲ့အနည်းဆုံး3390အများဆုံး 3390လောက်ထိဈေးတက်ပြီးမှပြီးမှအကျပြန်လာနိုင်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်အဲ့အမှုပဲနဲ့စန့်ကျင်ဘက်အနေနဲ့ပေါ့နော်3390အထက်မှာဒါဒီနေ့တနေ့ဒါအတွင်းကပ္ပရွှေစီတာအ ਨੇ ဆုံးအချိန်တနင်္လာအတိုင်းတာပြီးစိကျွန်တော်တို့ market ခေါ်ရ H1 bull candle နဲ့ဖောက်သက်ပြီးဈေးပိတ်သွားတယ်ဆိုရင်တော့ကပ္ပရွှေစီဈေးအတအားဆက်ကောင်းပါလိမ့်မယ်3430 3450တွေပါတယ် ဒီထက်ပိုတက်မှာဆို3500နာတိပြီးခဲ့တဲ့ဆန်ကျင်တွေတက်ခဲ့လဲ3500နာတိဈေးတက်သွားနိုင်ပါတယ်အဲ့ဘက်က3390အထက်ကိုကဘာရွှေဈေးအချင်းတစ်နိုင်အတိုင်းတာအပိတ်ဈေး H1 ဘူးကန်နဲ့ပေါ့ပြီးမပိတ်မချင်းတော့ကဘာရွှေဈေးကဈေးအတက်အားအနေငယ်ဆက်အားကောင်းနိုင်ပြီမဲ့လဲဒီဈေးလာရပေါ့နော်ကျွန်တော်တို့အာ site way ပေါ့ကျွန်တော်တို့ market ခေါ်ရ site way ဒီအပေါ်ဈေးအောက်ဈေးကြာပြင်းနေတဲ့ site way အနေထားမှာပဲရှိနေတော့မှခင်ဗျအောက်ဈေးဆိုကျွန်တော်တို့ဆိုကြပါစို့3နှစ် 6.5ဇီတန်းဆိုပေါ့နော်3.65ဒီကြားထဲပဲကျွန်တော်တို့ကဘာရွှေစီရရှိနေတော့မှာခင်ဗျာဒီတိကျသွားမှာဆိုပါလက်ရှိကဘာရွှေစီရအပေါ်3390အောက်3.65ဒီကြားပဲစီအတက်ကြပြီးနေခြင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့ပြတဲ့ခါမှာဒီနေ့ကဘာရွှေစီကိုကျွန်တော်တို့ဤပညာပိုင်းရဘယ်စီရီမှာဝယ်တင်လဲကျွန်တော်တို့ဂျိုးရှင်းလေးပါပဲဘယ်စီရီမှာဝယ်တင်လဲလို့မိမယ်ဆိုရင်ကျွန်တော်တို့ ကွာအခုဈေးအကျမှာစပြီးဝယ်ကျင်တယ်ဆိုရင်တော့ဒီ3300တစ်စင်းနှောင်းဝင်ကျင်မှာစဝယ်လို့ရတယ်ဗျ risk တော့နည်းနည်းပိုယူရလိမ့်မယ်3300တစ်စင်းနှောင်းမှာဝယ်လို့ရတယ်ဟုတ်ပြီဒီထက်ပိုပြီးတော့ကျွန်တော်တို့ဈေးကျခဲ့တယ် risk တော့နည်းနည်းပိုယူရမယ်နော်ကျွန်တော်တို့အနေရတော့နည်းနည်းများနိုင်တယ်ဒါပေမဲ့3300လောက်ကစပြီးကမ္ဘာရှိဝယ်လို့ရတယ်ဟုတ်ပြီတကယ်လို့ဈေးထက်ကျခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ဈေးထက်ကျခဲ့တယ်ဆိုရင်တော့3300နှောင်းဝင်ကျင်ဝယ်လို့ရတယ်ခင်ဗျ ဟုတ်ပြီတကယ်လို့3335နားမှာထက်ဝဲလို့ဈေးကထက်ကြသွားပြီကျွန်တော်အရှုံးပိုင်းဈေးနဲ့ stop loss ထိသွားမယ်ဆိုရင်တော့နောက်ဆုံးွယ်တင်တဲ့ဈေးတန်းကတော့ကျွန်တော်တို့အာ3.80နဲ့3.80အောက်ပေါ့နော်3.80နဲ့အဲ3.80အောက်ဈေးတန်းတနည်းအားဖြင့်တတိယပြောပါလို့မိမယ်ဆို3.80နဲ့3.60ဈေးတန်းကြမှာကဘာရွှေကိုကျွန်တော်တို့ပြန်ဝယ်လို့ရပါတယ်အရှုံးပိုင်းဈေးတန်းကတော့ကို risk ယူနိုင်တဲ့ပမာဏမပူတည်ရောမေးပါ330 3300 3.65နဲ့3.80ကြာမှာဝယ်လို့ရပါတယ်။ဟုတ်ပြီအမြတ်ပိုင်းစီးတဲ့ block ထီယူလို့တင်တော့ကိုကအနည်းဆုံးကျွန်တော် block ထီယူတင်လိုက်မယ်ဆိုကျွန်တော်တော့3.30လောက်တိအဝယ်တွေကိုယူလို့ရတယ်ခင်ဗျ။ကျွန်တော်ပြောတဲ့အဝယ်တွေကို330လောက်တိအမြတ်ပိုင်းစေတန်းယူလို့ရတယ်။ကိုကဒီထက်ပို့ပြီးစောင့်နိုင်တယ်ဆိုရင်ပေါ့နော်။အာ risk လဲပို့ယူနိုင်တယ်၊စောင့်လဲစောင့်နိုင်တယ်၊စိတ်လဲရှိတယ်ဆိုရင်တော့ကျွန်တော်တို့330လောက်တိ target ယူလို့ရတယ်။330 330တိအမြတ်ပိုင်းစေတန်း target ယူလို့ရပါတယ်။ဟုတ်ပြီဒါလေးကအဝယ်တော့ အယောင်းအတွက်ဆိုရင်အယောင်းအတွက်ဆိုရင်တော့ကျွန်တော်စုံလေးတစ်ခုကျွန်တော်ဝါလုပ်ပြပါမယ်3390နာဝင်ခြင်းမှာကျွန်တော်ရောင်းပို့အားပေးခြင်းနဲ့အဲကိုကတေးချခြင်းနဲ့ဆိုရင်တော့ဒီလိုမျိုးပေါ့နော်ကန်တဲ confirmation နဲ့တော့ဆောင်ပါဒီနားလိုမျိုးကျွန်တော်ဒီမှာဆိုရင်လည်း3390နာမှာဈေးကရောက်သွားတယ်ပြီးရင်ဒီမှာဘဲကန်တဲ့အကြီးဈေးအကြုံခက်ကြီးပေါ်ပြီးတော့ဈေးထိုးကြသွားတယ်အဲ့လိုမျိုးကန်တက် confirmation ဆောင်ပြီးရောင်းလို့ရတယ်3390နဲ့3390အထက်ဈေးတန်းမှာကဘာရွှေကိုကျွန်တော်တို့ရောင်းလို့ရတယ် ဒီထက်ပိုတက်ခဲ့တယ်ဆိုတော့3390နောက်ဝင်ချင်မှာကဘာရွှေကိုရောင်းလို့ရပါတယ်အယောင်းနေကိုတော့အဲ့အယောင်းနေကိုတော့ကိုက risk နဲအောင်ကိုက stop loss ပေးခြင်းနဲ့ risk တေချာစီမံခြင်းနဲ့ဆိုရင်ပြအရှုံးပိုင်းဈေးတန်း stop loss ကိုတော့ကျွန်တော်တို့3395အထက်လောက်မှာပြီးပါခင်ဗျအမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်အနည်းဆုံး3330လောက်ဒီဒီဒီ point ထိကျွန်တော်တို့ယူလို့ရပါတယ်ဒီထက်ပိုစောင့်နိုင်တဲ့ပြင်ကိုက3300တို့3280တို့ဒီ ကိုကအမြတ်ပိုင်းစည်းတမ်းကိုကိုကယူလို့ရပါတယ်အဲ့ဘက်ကဒီနေ့မှကျွန်တော်3390နဲ့3390တာမှကျွန်တော်ရောင်းကြိုက်တယ်ပေါ့အဲ့ဘက်ကဒီနေ့မှကျွန်တော်ဈေးအတက်ကြပါနော်ဟို3390အထက်ဖောက်တက်သွားတာမျိုးအဲ့လိုပဲအောက်ဘက်ဆိုရင်လည်းကျွန်တော်တို့ပြ3နှစ်65အောက်ဖောက်ကြသွားတာမျိုးကြီးကြီးမားမားမြင်ရလိမ့်မယ်လို့ရောကျွန်တော်မထင်ဘူးကြီးကြီးမားမားမြင်ရမလိမ့်မယ်လို့မထင်ဘူးဒီနေ့ကကျွန်တော်တို့အလောက်ကြီးဈေးအလောက်ခက်မြင်အောင်မှာမဟုတ်ဒါပေမဲ့မနေ့ပြန်စပြီးတော့ဈေးအတက်ကြအလောက်ခက်ကြီးကြီးမားမားမြင်ရပါလိမ့်မယ် ဒီနေ့ကတော့ကျွန်တော်မြောင်းမှာမဟုတ်ဘူးပြီးတော့ကျွန်တော်ဒီနေ့တရက်တာပိတ်စေပါတော့ဒီနေ့တရက်တာပိတ်စေဘယ်ပေါ်ပိတ်ခတ်ရင်ကျွန်တော်ဈေးဆက်တက်မလဲလို့မိမယ်ဆိုရင်ရှင်းပါလေကျွန်တော်3390အထက်မှာလာဒီနေ့တရက်တာဈေးပိတ်ရင်တော့ဒီတစ်ပတ်တည်း3500ဈေးတန်းပြန်မြင်ရလိမ့်မယ်မဟုတ်ဘဲနဲ့စန့်ကျင်ဘက်နေလည်းဒီ3265ဈေးတန်းအောက်မှာဒါဒီနေ့တရက်တာကဘာရွှေဈေးဈေးပိတ်ခတ်မယ်ဆိုရင်ဖြင့်3265ဈေးတန်းအောက်မှာနော်တရက်တာဈေးပိတ်ခတ်မယ်ဆိုရင်ဖြင့်ကဘာရွှေကိုကျွန်တော်တို့ မကြခင်3200လို့3180ဈေးနှုန်းတော့ဈေးပြန်ကြတာမြင်ရပါလိမ့်မယ်ခင်ဗျဟုတ်ပြီဒါတရားဤပညာပိုင်းပေါ့တင်းချက်လိုက်ပါအောင်ကျွန်တော်တွားကြည့်တာဒီနေ့တင်းရနှစ်ခုရှိတယ်အပမစံတော်ချင်းည7နိုင်ခွဲမှာ CB Consumer Confidence ဆိုတာကျွန်တော်အမေရိကန်ပြည်သူတွေကအမေရိကန်နိုင်ငံရဲ့စက်ရှိစီးပွားရေးနဲ့တုံးဆွမှုပေါ်ဘလောက်ယုံကြည်မှုရှိတယ်လဲအဲဒါတိုင်းတာတဲ့အညွန်ကင်းလေးဖြစ်ပါတယ်ပြီးတော့အမေရိကန်နိုင်ငံအလောက်ကင်အဖွင့်နှုံးတာလောက်ကင်အာခေါ်ယူမှုနှုံးတာပေါ့ဗျာဒီလာထဲမှာအလောက်ကင်ဘလောက်ခေါ်ဖို့ရှိတယ်လဲ အဲ့ပတ်သက်ခါမှာကျွန်တော်တို့ data နှစ်ခုလုံးကညံ့တယ်လို့ပြတာမကောင်းဘူးလို့မှန်းထားကြတယ်ပညာရှင်တွေကမကောင်းဘူးလို့မှန်းထားနေတာပြောချင်တာဒီကလာတော့အမေရိကန်စီးပွားရေးတော့ကြာနေမှာပဲကျွန်တော်တို့မကောင်းတဲ့ data ပဲအဲဒီမကောင်းမှုဆိုလဲကဘာကျွေးစီ whole body တက်ပန်ဆိုပြီးတော့ဒီမိညာမှာစွန့်ပွဲမနေပါနဲ့ကဘာရေရလက်ရှိမှာကျွန်တော်တို့သတင်းတွေကဒီအခုဒီနေ့လို့သတင်းတွေပေါ့ဘာလို့ဒီတစ်ပတ်ထဲမှာဒီထက်ပိုပြီးအရေးကြီးတဲ့သတင်းတွေရှိတယ် တောက်ချာနေမှာထွက်ဖို့ရှိတယ်ဒီလိုချိန်မှာဒီတရင်နေရမကောင်းပြလဲအညံ့ပြလဲကပတ်ရွှေတက်ချင်မှာတက်လိမ့်မယ်အခက်မသိရင်ပြတော့မှကျွန်တော်အခုနေလေကင်းတို့ဘာလို့မှထောင်တက်သွားတယ်ညာဘက်ဒီတရင်နေထွက်လာတဲ့ချိန်မှာဒီသားတွေကအညံ့ပြသွားတယ်ဥပမာဒီမှာဆိုအနီအောင်ခဏလေးထွက်လာတယ်ဒီသားတွေအညံ့ပြသွားတဲ့ချိန်မှာဇေယျပြန်ထိုးကြသွားတယ်မျိုးကြုံရတယ်ဘာလို့လဲမဲ့ဆိုရင်ဒါကကျွန်တော်တို့အာဒီကပတ်ရွှေစီခွဲလက်ကွက်တွေဟာတရင်မကောင်းကပတ်ရွှေတက်မယ်ဆိုပြီးဝဲလူတွေတောက်လျှောက်ပြန်အကြမ်းနဲ့ကြုံရတဲ့ကမ္ဘာအမှ ဟိုဖြစ်သွားပါဘူး။အဲ့ဒါဖြစ်တာဒီညဒေတာကောင်းလားဆိုလားဆိုတာတဲ့ကျွန်တော်တို့ကအဓိကကဘာချွေရဲ့ဈေးအတွာလောင်းဤပညာပိုင်းအောင်တုံးတက်ပြီးပဲရောင်းဝယ်လို့ပါဒီညဒေတာတွေကညံ့ပုံများပါတယ်ပွင့်လင်းပြောင်းမစလက်ရှိအမေရိကန်စီးပွားရေးချင်းတွေကလည်းအဲ့လောက်ကြီးကောင်းတဲ့အနေအထားမဟုတ်ဘူးပေါ့နော်။ပြီးတော့တစ်ပတ်ကဒေါ်လာအင်တက်ဒေါ်လာအင်တက်ကလည်းကျွန်တော်ပြောရင်ဒေါ်လာအင်တက်ကဘာချွေတောက်လျှောက်ထိုးကြဖို့အတွက်ဆိုရင်ဒေါ်လာအင်တက်ပြအနည်းဆုံး100အထက်တက်နိုင်ဖို့လိုအပ်တယ်။အနည်းဆုံးပြောရအောင်နော်။ ဖြစ်နိုင်တယ်လို့ဆိုရင်ကျွန်တော်103အထက်လောက်တက်နိုင်ရင်ပိုကောင်းတယ်ဒါပေမဲ့100အထက်မပြောဘူးနေနေတာ69 68ဒီဝင်းကျင်မှန်ပြေးနေဒေါ်လာအင်တက်ကအခုနေပြောမှဆိုရင်အတက်အားကိုမရှိသေးတဲ့တရင်ပိုင်းရဒေါ်လာအင်တက်အတက်အားမရှိဘူးဆိုကမ္ဘာရွှေတရင်ပိုင်းရပြန်ထိုးကြောက်တောက်လျှောက်ကြီးထိုးကြောက်ခင်းရင်းနေခင်ဗျအဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ ကမ္ဘာရွှေရကျွန်တော်အတက်အားရှိနေတော့မယ်ရေရှည်ဈေးအတက်လာရမှာရှိနေတော့မယ်လက်ရှိမှာလည်းဈေးအတက်ဟာအနှဲငယ်ကျန်နေတော့မယ်ဒါပေမဲ့ကျွန်တော်တောက်ကြနေထွက်မယ်အမေရိကန်အလောက်ကန်ဒေတာတွေကိုစောင့်နေခြင်းဖြစ်ပါတယ်ကျွန်တော်တင်တယ်မနက်ဖြန်လောက်ကစားပြီးကမ္ဘာရွှေဈေးအခုလိုမျိုးအပေါ်3.3 390နဲ့အောက်3.65ကြားပဲဈေးအတက်ကြာပြေးနေတာမျိုးမဟုတ်ဘဲနဲ့အပေါ်ဘက်ကိုဖောက်တက်သွားတာဖြစ်ဖြစ်အောက်ကိုထိုးကျသွားတာဖြစ်ဖြစ်မနက်ဖြန်စားပြီးတော့မြင်ရဖို့အလားအလာများနိုင်ပါတယ် အောက်ဆိုတော့တောက်ကြနေနီးလာပြီဈေးနီးအဲ့အလောက်ကန်ဒေတာတွေထွက်ပေါ်နီးလာလေကဘာရွှေစရာဈေးအလောက်ခတ်ခကြမ်းကြမ်းမြင်ရလေပါပဲဒါပေမဲ့နောက်တစ်ပတ်ထဲမှာလည်းအမေရိကန်ဘတ်တလုံးဆိုးပြတ်ချက်ရှိတာဆိုပို့ပြီးတော့ဆိုးတာပေါ့နော်အဲ့ဒါဖက်တဲ့ကာမှာဒီနေ့မှတော့ကျွန်တော်တို့အပေါ်ဈေးအောက်ဈေးစောင့်ပြီးတော့အယောင်ဝယ်လုံလို့ရပါတယ်အားလုံးပဲဒီနေ့ ကပ္ပရွှေစီတက်ကြကိုမှန်မှန်ကန်ကန်ရောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်များပါဆင်နိုင်ကြပါစေအခုလိုတော့တော့ချက်ဗီဒီယိုတွေကို up to date ကြည့်ချင်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါကျွန်တော်စီမှာဒီလိုကပ္ပရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့နေ့တက်ရောက်လေ့လာချင်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ messenger ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel တွေကနေဆက်သွယ်ဆုံးစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ